ဘိုင်းလောကလောက်ရှုပ်ထွေးတဲ့အလူပညာလောကမှာတော့ဟိုလူကဟိုလူရဲ့တမီဖြစ်လိုက်ဒီလူကဟိုလူရဲ့တမီဖြစ်လိုက်နေကိစ္စတွေကတော့အတော်လေးကိုရှုပ်နေတာပဲဖြစ်ပါတယ်အခုလေအရင်တော့ကတခိတခါကခစ်စားခဲ့တဲ့မင်းသားကျော်နေဆန်းပေါ့ဗျာနေဆန်းမှာအရင်မိမရှိပါတယ်အခုမိမက အရင်မိမနဲ့ကလေးမွေးပြီးမှနော်သူ့ရဲ့ကလေးမလေးအခု သူ့ဘေကို တွေ့ရဖို့အတွက်တောင်းဆိုနေတဲ့ မိုးဆက်ချူပေါ့ဗျာမိုးဆက်ချူနဲ့အမိကိုမိုးဆက်ချူသုံးတဲ့အရွယ်မှာပဲထားခဲ့ပြီးတော့အခုလက်ရှိမိမနဲ့ခုပြေကဲတာလေးဖြစ်ပါတယ်အခုမိုးဆက်ချူကသူ့ဖေနေဆန်းကိုသူနဲ့တွေ့ခွင့်ပေးဖို့တော့နေဆန်းရဲ့ဇနီးမယအစ်စ်ကိုတောင်းဆိုလိုက်ပြီးလေးဖြစ်ပါတယ်လူဆယ်တန်းဖြီးခဲတုန်းကလည်းအခက်အခဲများစွာဖြစ်ခဲ့ကြောင်းနဲ့သူ့ဖေကိုမှတ်ပုံတင်တောင်းတာတော့အတော်လေးကိုခက်ခဲခဲ့ကြောင်းအခုနေဆန်းရဲ့မိမအစ်စ်ကသူ့ကိုသူ့ဖေရဲ့နာမည်ပြောင်းဖို့နော်ရင်းထောင်စုစည်းရင်ပြောင်းဖို့အတွက်တော့ စတင်ပြီးတော့ချင်းချောက်မှုတွေလုံးဆောင်ခဲ့ကြအောင်နော်ဒီဆက်နဲ့အခုသူမိမအသည့်ရဲ့ရုပ်မှမှုတွေကိုမိုးဇက်ချိုကဖွင့်ချခဲ့တာပဲဖြစ်ပါ रे မိုးဇက်ချိုကအခုသူ့ဘေးရဲ့အမှုပညာအမွေကိုဆက်ခံနေပြီလည်းဖြစ်ပါ रे တကယ်လည်းထူးချွန်တဲ့ကလေးမလေးပါအခုလိုလက်စင်မှာတော့ဒီကိစ္စတွေကပိုလို့ရိုက်နေပြီဒီကိစ္စနဲ့ပတ်သက်ပြီးတော့မီဒီယာတွေကမင်းသားကြီးနေဆန်းကိုတွားရောက်မေးမြန်းဖို့တော့ဒီရဲ့တည်းကိုမီဒီယာပေါင်းများစွာကစာပို့နေကြပြီလို့လည်းသိရပါဗျ။ နေဆန်ကတော့လောလောဆယ်မှာမီဒီယာတွေအကုန်လုံးကိုညှင်းဆိုထားပြီးတော့သူကိုယ်ရင်ကအကြောင်းအရာအစားအဆုံကိုမကြခင်မှာဗီဒီယိုဖိုင်နဲ့တကွာချပြမှာဖြစ်ကြောင်းကိုနေဆန်ကဖွင့်ပြောလာခဲ့ပြီလေဖြစ်ပါ ರಿ နေဆန်ကတော့အခုလိုမျိုးမီဒီယာတွေရဲ့မီးမြှမှုတွေကိုရှောင်ရှားလိုက်တာဖြစ်တဲ့အတွက်ဝုဇချိုကသူသမီးလို့ဝန်ခံလိုက်ပြီဆိုတာကတော့ညှင်းစရာမရှိပါဘူးနေဆန်ကဘာတွေပြစ်တဲ့ကိုတင်ပြလာမလဲနေဆန်ရဲ့တကယ်ချင်းဖြစ်တဲ့လူကျန်းတေးဥဆောင်တိုင်းလူကတော့ ဒီလောက်ချောရဲနော်သမီးလေးမိုးဆက်ချူကိုသူ့သမီးဖြစ်နော်မွေးစားလိုက်ခြင်းနဲ့ဆိုပြီးတော့မနေ့ကအင်တာဗျူးမှာဖြေကြားခဲ့တာလေးဖြစ်ပါတယ်အဖေရိအနေနဲ့အဖေပြီးသားဖို့လူချောင်းကိုလေနိုင်လူကပြောပြလိုက်တာကြောင့်တငယ်ချင်းဖြစ်တဲ့နေဆိုင်ရေဝသက်သက်ကိုထိမှန်သွားခဲ့ပြီလေးဖြစ်ပါတယ်ဗျာ